မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာရှိတဲ့နှစ်သက်အခါသမယဖြစ်ပါစေလို့21ရက်နေ့အခါသမယမှာဓမ္မတုတ္တပိုင်းချဖြူဘလော့ကနေပြီးတော့ဓမ္မမိတ်ဆွေများအားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပါရရှင်။ဤနှစ်သက်ကစလို့စိတ်ချမ်းသာခြင်း၊ကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံပြီးတော့ဘေးဘီယာရန်ခတ်သိန်းတို့ကင်းဝေးကြပါစေ။တောင်းတတိုင်းပြည့်စုံပါစေ။အေးချမ်းပါစေ၊ငြိမ်းချမ်းပါစေလို့ဥစွာပနာမှာဆုတောင်းပေးပါရရှင်။ ဒီနေ့မျှဝေပေးမှာတော့ကျမရှေ့တစ်ပတ်မှာဘလော့ရိုက်ထားခဲ့တဲ့ဖျားကုံတော်၉ပါးပြီးတော့ဆက်လက်ပြီးတင်ပြဆရာခြင်းသေးတယ်တရားကုံတော်၆ပါးနဲ့တန်ခါကုံတော်၉ပါးရဲ့ပါဠိမြန်မာပြန်အနက်အဓိပ္ပာယ်လေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင် ဘာဖြစ်လို့ဒီဂုံတော်တွေကိုအခုလိုအချိန်ခါမှာအဟိုရွတ်ဖို့ပွားများဖို့ဟိုဒီမှာတိုက်တွန်းရလဲဆိုလို့ရှိရင်ရှေ့ရဘလော့မှာလည်းပြောထားခဲ့ပြီးပါပြီ။ကျမတို့မှာမဖြစ်မနေစုပ်ကန်ရမယ်ကုသိုလ်တစ်မျိုးဟာရှိကိုရှိနေဖို့လိုပါတယ်။အဲ့တော့ကျမတို့ကအာတာမန်ပုထုဇဉ်နေပြီးတော့နေ့စဉ်နဲ့အများစာဝတ်နေရေးအတွက်ရုံးခံရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကအချိန်တိုင်းတရားကိုရှုမှတ်ပွားများနေဖို့တတိတတိ 干一杯啊！ ဟုတ်လက်တွေ့ကြကြပြောရရင်အမတန်ခက်ပါတယ်เนาะကျမတို့ကျမတို့ဒီအကြောင်းကိုကျမတို့ပို့အတည်ဆုံးมาပါเนาะအဲ့ဒီဖြစ်တဲ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတရားကိုအချိန်တိုင်းပွားများအထောက်နိုင်ခြင်းမရှိမရှိသေးတဲ့အချိန်ခါမှာကျမတို့ကဒီမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တရားတော်ရဲ့ဂုဏ်တော်တန်ဃာတော်ရဲ့ဂုဏ်တော်တို့ကိုအမြဲတမ်းဥထိပ်ပန်ဆင်ပြီးတော့ဂုဏ်တော်တွေကိုရွတ်ဖွဲ့ပွားများပြီးတော့ထုံမွှန်းနေအောင်ပြုလုပ်ထားမယ်ဆိုလို့ရှင်ကိုလက်တွေ့ကြုံတွေ့နေရတဲ့ဘေးဒုက္ခအနေနဲ့အသက် သွင်းရနေပြီးတော့ကာကွယ်နိုင်တယ်လွတ်မြောက်နိုင်တဲ့လွတ်မြောက်နိုင်တာမျိုးတွေဖြစ်မယ်အဲ့ဒီအပြင်ကိုဂုံတော်ရီကိုအမြဲပွားများခြင်းဟာဗုဒ္ဓနုတ်တတိကိုအမြဲတမ်းပွားများတာဖြစ်တဲ့အတွက်ကြောင့်နောက်ကျမတို့အတွက်နိဗ္ဗာန်ရောက်ရာလမ်းကြောင်းကိုရှောက်လန်းတဲ့နေရာမှာလဲတကယ်ကိုဟိုလမ်းမှန်ပေါ်ရောက်တဲ့အဲ အကြောင်းတစ်ခုအကျိုးတစ်ခုဖြစ်မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မဖြစ်မနေအဲဂုဏ်တော်တစ်ခုကိုတော့ပွားများအားထုတ်ကြဖို့ဆင်ញင်ကြဖို့အဲအထူးတလဲတိုက်တွန်းချင်ပါတယ်ရှင်အခုဆိုလဲဒီမြေငှက်လျင်ဘေးကြီးမှာဆိုရင်ဒီဖရာတရားတန်ခါရဲ့ဂုံကျေးစုပေါ့နော်ကုသိုလ်ကောင်းမှုရဲ့ဂုံကျေးစုတွေခဲ့သွားတဲ့လူတွေအကြောင်းကိုလည်းတော်တော်များများဆိုရှယ်မီဒီယာပေါ်မှာဖတ်ရမှာပါအာဖွားတယောက်ဆိုလို့ရှိရင်သူကအဲတနေကုန်အိမ်မှာတယောက်တည်းနေခဲ့ရတဲ့အဖွားပေါ့နော်အာပြီးတော့ဒါတွေ သမီးတွေကအမြင်အပြင်းထွက်ပြီးအလုပ်လုပ်ကြတယ်။ဒီငလျင်လုံးမဲ့နေ့မှာအဖွားကသူကသူ့ရဲ့မေတ္တာပို့နေကြရွတ်ဖက်နေကြအလုပ်ကလေးတွေကိုလုပ်ရင်းနဲ့သူကဒီငလျင်မလုပ်ခင်လေးမှာအင်းရှိရနေပြီးတော့အလှခန်းဆိုတဲ့အတန်လေးကိုကြားလိုက်တယ်။ကြားလိုက်တော့အဖွားတထောင်နဲ့လေးတရွက်ကင်ပြီးတော့အင်းရှိကိုလှူဖို့ဆိုပြီးပြေးထွက်သွားတယ်။အပြင်ရောက်တော့ဘူးမှမရှိဘူး။ဒါပေမဲ့အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲမြေငလျင်ကြီးလှုပ်ပြီးတော့အဖွားတို့အိမ်လေးပြိုသွားတယ်။ ဲ့တော့ဖွားသားတွေသမီးတွေကအဖွားတော့ပါသွားပါပြီပေါ့ကဲမဲ့လို့လည်းမရှိကူမဲ့လို့လည်းမရှိဆိုပြီးတော့ပြန်ရောက်လာတဲ့အချိန်မှာအဖွားကဘာမှမဖြစ်ဘူးအော်ဒီအိမ်သားမှာပဲသူထိုင်နေတယ်ဗောနော်အဲ့တော့တာရီအမေဒီမှာဆိုပြီးတော့အိမ်သားမှာပဲထိုင်နေရဆိုတာလေးဖတ်ရတယ်ဗောနော်ဒါကလည်းဒီအမြဲတမ်းကုတုကောက်မှုတစ်ခုကိုလုပ်နေတဲ့လူတွေအတွက်အကျိုးကျေးဇူးတစ်ခုဗောနော်ဟိုအဲ့ဒီ နှကောင်းနှမျက်တွေကအမြင်ဆောင်ရှောက်နေတယ်ကာကွယ်နေတယ်ဆိုတာကိုမြင်သာတဲ့ကိစ္စတစ်ခုပေါ့နော်တခြားနေရာမှာဆိုရင်လည်းအပြားတွေလာဆွဲပြီးတော့ဆရာတော်တွေကိုပြားတွေတုတ်တယ်ဒီငလျင်မလောက်ခင်ရက်တွေအဲ့တော့ပြားတုတ်လို့မနေနိုင်လို့ဆိုပြီးဒီចောင်းဆောင်မှာမနေဘဲနဲ့တခြားသွားနေကြတော့တကယ်ငလျင်လှုပ်တဲ့နေမှာဒီចောင်းဆောင်ကြီးကလည်းပြိုသွားတယ်အဲ့ဒီပြားတွေကိုလည်းရှာမတွေ့ဘူးပေါ့နော်အဲ့လိုအကြောင်းအရာလေးတွေကိုလည်းဖက်ရပါတယ်အဲ့တော့ကျမတို့ကုသိုလ်ကောင်းမှုရှိနေမယ်ဆိုလို့ရှိရင်အသက်ဘေးကလွတ်မြောက်နိုင်တာ၄ ကျမတို့မျက်မြင်ကိုတွေ့ပေါ့နော်ဒီဟာတွေဆိုရင်အဲကြားလက်တွေ့ကြားနေရတာပေါ့ခုလက်ရှိချိန်မှာကြားနေရတော့ကုသိုလ်ကောင်းမှုတစ်ခုကိုအမြဲတမ်းထုံမွနေအောင်စီးပူးကြပါလို့ဒီနေရာနေတိုက်တွန်းလို့ဆိုပါစေရှင်ဆက်ပြီးတော့တရားကုံတော်နဲ့တန်ခါကုံတော်တို့ရဲ့ပါဠိမြန်မာပြန်တို့ကိုမျှဝေမပေးခင်မှာတရားအလုံးရဲ့ပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဥစွာ ရှိခိုးချကြတော့ပါတယ် ဲ့တော့တရားခုံတော်ကိုမမျှဝေခင်မှာတရားခုံတော်6ပါးကို အရင်ရုပ်ဖတ်တင်ဆက်ပူဇော်ပါမယ်ရှင်။တွက်ခါတော်ဗဃဝတ္တဓမ္မောတန်ဒိဋ္ဌိကော အကာလိကောအေဟိပတိကောဩပါနေယိကောပစ္စတံဝေရိတဘောဝิญညုဟိ။ဒါကတော့တရားခုံတော်6ပါးရဲ့ပါဠိလိုဖြစ်ပါတယ်ရှင်။ အခုကျမကကျမလေ့လာထားတဲ့တရားခုံတော်ရဲ့မြန်မာပြန်အနက်အိပ်ပဲလေးတွေကိုကျမသိသလားတခုချင်းစီမျှဝေပေးမှာဖြစ်ပါရဲ့ရှင်။အဲ့တော့တရားကုံတော်မှာပထမဆုံးစတဲ့ကုံတော်ကတော့တွက်ခါတော်ကုံတော်တဲ့တွက်ခါတော်ကုံတော်ဆိုတာတရားတော်ရဲ့အစအလေအဆုံးကောင်းသောဂုံလို့ အဲ့တော့ဒီတရားတွေဟာမြတ်စွာဘုရားရှင်ကိုရောမြကြီးကကောင်းစွာဟောထားတဲ့တရားတွေဖြစ်တော်ကုန်လို့ဆိုလိုပါတယ်။ဒါတခါတော်ကုန်တော်ရဲ့အတိတ်ပဲပါ။ပြီးတော့တန်ထိတ်တိကောကုန်တော်။တန်ထိတ်တိကောကုန်တော်ကချီးမွမ်းအပ်သောမတ်ပညာဖြင့်ကိလေသာကို အောင်တတ်တော်ကုန်လို့ တဲ့ဓာတ်ရိုက်အထိပဲရတယ်ပေါ့နော်အဲ့တော့တန်တေတိကကိုအကုံဆိုတာကတော့ကိုယ်တိုင်ကျင့်လင်ကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်လို့အမ်ကျမတို့မှတ်သားလို့ရတာပေါ့နော်အဲ့တော့ကိုယ်တိုင်ကျင့်ရင်ကိုယ်တိုင်သိနိုင်တဲ့ဂုဏ်တော်ကတန်တေတိကဂုဏ်တော်နောက်တစ်ခုဂုဏ်တော်ကတော့အကာလိကောဂုဏ်တော်အခါမလင်ကောင်းကျိုးချမ်းသာကိုပေးတတ်သောဂုဏ်တော်တဲ့သူကတော့အဲ ဘာကိုပြောချင်လဲဆိုရင်အခမလက်အကျိုးပေးတယ်ဆိုတာမက်ရရင်ဖိုချက်ချင်းဖြစ်တဲ့ကုံတော့ဗောနော်မက်ကြပြီဆိုလို့ရှင်ဖိုဟာတန်းဝင်စားလို့ရတယ်ဆိုတော့ဒါကတော့အရန်အဆင့်မြင့်သွားပြီဗောနော်ရှင်ပြပါဒါပေမဲ့အဲ့လောက်ထိကြီးကျယ်မြင့်မြတ်တဲ့အကာလီကဂုံတော်မှာဂုံတော်ကဂုံတော်ကလည်းတရားတော်ရဲ့ဂုံတော်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့အေဟိပတိကဂုံတော်ဗောနော်အေဟိပတိကဂုံတော်ဆိုတာလာလှည့်ရှုလှည့်ဟူ၍အစီရင်ကိုခံထိုက်သောဂုံတော်တဲ့ဒါကတော့လူတိုင်းကြားဖို့မှာပါအေဟိပတိကော လားလှဲ့ပါ ရှုလှဲ့ပါဆိုပြီးတော့ကျင့်လိုက်ကျင့်လှဲ့ပါဟုရေရဲဝံဝံဖိတ်ခေါ်ခြင်းဖိတ်ခေါ်ထိုက်တဲ့အစမ်းတက်ခံနိုင်တဲ့ဂုဏ်တော်ဖြစ်ပါတယ်။ဒါကတော့အဟိပတိကဂုဏ်ရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲတော့လာကြင့်ကြည့်ပါ။စူးစမ်းပွားများကြည့်ပါ ထူးခြားတဲ့အကျိုးကျေးဇူးရမှာပါလို့ရဲရဲဝံ့ဝံ့အာမခံနိုင်တဲ့ဂုံကအေဟိပတိကဂုံတော်ဖြစ်ပါတယ်ရှင်။နောက်ထပ်ဂုံတော်တစ်ခုကတော့ဩပါနေယိကောဂုံတော်ပေါ့နော်။ဩပါနေယိကောဂုံတော်ရဲ့အထိပ္ပယ်ကစိတ်နဲ့မခွာပဲဆောင်ရှင်းကထိုက်တော်ဂုံတဲ့။မိမိစိတ်မှာ အမြဲကပ်ပြီးတော့ဆောင်ထားတဲ့ဂုံ။ဒီဂုံတော်တွေကိုအမြဲတမ်းစိတ်ထဲမှာကြင်ကြံပွားများအကြင်ကြံကြင်ကြံပြီးတော့အာ စ조사ပွားများတဲ့နဲ့ဂုံတော်လေးလို့အဓိပ္ပာယ်ရတာပေါ့နော်နောက်တစ်ခုကတော့ပစ္စတံဝေရိတ္တဘောဝิญญူဟိပညာရှိလို့စိတ်၌တိအခန်းစားအပ်သောဂုံတော်တဲ့အာပညာဒီတရားတွေကိုကြင်ကြံပွားများအထုတ်ထားတဲ့အရိယာတွေဆိုလို့ရှိရင်နိဗ္ဗာန်ရဲ့ချမ်းသာကိုအတီးအတီးတီးလက်တွေ့ခံစားနိုင်တယ်လို့ပေါ့နော်တရားတော်ရဲ့စွမ်းပကာတရားတော်ရဲ့ဂုံတော်ရဲ့စွမ်းပကာကိုလက်တွေ့ခံစားနိုင်တဲ့အကြောင်းကိုပြောပြပြောထားတာဖြစ်ပါတယ်ရှင် တရားခုံတော်6ပါးရဲ့မြန်မာပြန်အနောက်ဒိတ်ပဲလေးတွေဖြစ်ပါတယ်ရှင်အဲ့တော့အဲ့ဒါလေးတွေကိုတခါတယ်အတူတူဟိုရွတ်ဖက်ပွားများကြည့်ရအောင်ပါအဲ့ဒီထဲမှာမိမိနှစ်သက်တဲ့ဂုံတော်တစ်ခုကိုဆွဲဆွဲမြင်းမြင်းအမြဲတမ်းနှုတ်တက်ဆောင်ပြီးတော့ထုံမွှန်းနေအောင်ရွတ်လို့ရပါတယ်ရှင်ဒါကလည်းကိုယ်ဘွားမှာကြုံတွေ့ရမယ့်အခက်အခဲတွေနဲ့အသက်ဘေးတွေရာနဲ့ကာကွယ်နိုင်မယ့်ဂုံတော်တွေဖြစ်ပါတယ်ရှင်အဲ့တော့တွက်ခါတော်ဘဂဝတာဓမော တန်တေတိကောအာကာလိကောအေဟိပတိကောဩပါနေယိကောပဇတ်တံဝိရိတ္တပောဝิญညူဟိတက္ခာတောတရားတော်ဤစလဲဆုံးကောင်းသောဂုံတန်ထိတ်တိကောချင်းမွတ်အပ်သောမပညာဖြင့်ကိလေသာကိုအောင်တတ်သောဂုံအာကာလိကော အခါမလင့်ကောင်းကျိုးချမ်းသာကိုပေးတတ်သောဂုံအေဟိပတိကော လာလှဲ့ရှုလှဲ့ဟူ၍အစီရင်ကိုခံထိုက်သောဂုံဩပါနေယိကောစိတ်နှင့်မကွာပဲဆောင်းခြင်းငါထိုက်သောဂုံပစ္စတံဝေဒိတ္တဘောဝิญญူဟိပညာရှိတို့ဤစိတ်၌တိအပ်ခံစားအပ်သောဂုံလို့အဓိပ္ပာယ်ရပါတယ်ရှင်အဲ့တော့တရားဂုံတော့ 6ပါးကိုအမြင်မပြတ်ပွားများခြင်းဖြင့်၎င်းတရားကုံတော်6ပါးရဲ့မှတပါးပါးကိုအမြင်မပြတ်ပွားများဆင်ခြင်ခြင်းဖြင့်၎င်းမိမိမှာကြုံတွေ့နေရတဲ့ဘေးဒုက္ခအနေရဲ့ခက်ခဲတို့မှာကင်းလွတ်နိုင်ပါစေကင်းပြောက်နိုင်ပါရဲ့ရှင်။ကောင်းသောအကျိုးကျေးဇူးတွေကိုလည်းများစွာအကျိုးကျေးဇူးတွေကိုလည်းပေးတတ်ပါရဲ့ရှင်။ဒါကတော့တရားခုံတော်6ပါးရဲ့ပါဠိမြန်မာပြန်ဖြစ်ပါတယ်ရှင်။ဆက်ပြီးတော့တန်ခါခုံတော်9ပါးရဲ့ ပါဠိမြန်မာပြန်လေးတွေကိုဆက်ပြီးတော့မျှဝေပေးပါမယ်ရှင်။အဲတော့တန်ခါဂုံတော်၉ပါးထဲမှာလည်းအဲဂုံတော်၉ပါးလုံးကိုပဲဖြစ်ဖြစ်မိမိတို့ကြိုက်နှစ်တရာဂုံတော်ကိုပဲဖြစ်ဖြစ်အမြဲထုံမွန်နေအောင်ရုပ်ဖတ်တဲ့ဆေပူဇော်ခြင်းဖြင့်အဲဒီအကျိုးတူညီသောထပ်တူအကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်ရှင်။အဲတော့တန်ခါဂုံတော်၉ပါးကို ပါဠိလိုအရင်ပူဇော်ပါမယ်ရှင်။သုတ်တိပန်သောဘဂဝတောတာဝကအတန်ကော ဥဇုပတိပန်နောဘဂဝတောတာဝကတံကောညာယပတိပန်နောဘဂဝတောတာဝကတံကောတာမိစိတ်ပတိပန်နောဘဂဝတောတာဝကတံကောယတိတံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝတောတာဝကတံကောအာဟုနေယောပါဟုနေယော ဒက်ခိနေယောအင်ဇလိကရဏီယောအနုတ္တရံပုံညာခတံလောကတတတိဒါကတော့တန်ခါကုံတော်၉ပါးရဲ့ပါဠိလိုဖြစ်ပါရဲ့ရှင်တန်ခါကုံတော်၉ပါးရဲ့မြမပြန်အဓိပ္ပာယ်လေးတွေကို ကျွန်မလေ့လာထားတဲ့လောက်လေးမျှဝေပေးပါမယ်ရှင် ဒီဒီဂုံတော်ရဲ့အစွမ်းတက်တည်နဲ့အတိပဲတွေဟာတကယ်တမ်းချဲ့ပြီးတော့လေးလာမယ်ဆိုလို့ရှိရင်အတိပဲဖွင့်လို့မကုန်နိုင်အောင်ကိုဂုံကျေးစုများပြတဲ့ဂုံတော်တွေဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့ကဒီဂုံတော်ရဲ့အအနတ်အတိပဲအတူလေးတွေကိုတည်ပြီးပွားများနိုင်တယ်ဆိုရင်ပဲ ဒါအကျိုးကျေးဇူးအတော်များတာမို့လို့ဒီဂုံတော်တွေကိုရွတ်တဲ့အခါမှာသူ့ရဲ့အထိတ်ပဲလေးတွေကဘာလဲဆိုတာကိုသိပြီးရွတ်ရင်တော့ပို့ပြီးတော့အကျိုးကျေးဇူးများတာမို့လို့ကျွန်မလည်းလေးလာထားတဲ့လောက်လေးမျှဝေပေးတာဖြစ်ပါတယ်ရှင်တုတ်ပတိပန်သောဂုံသောဆိုရာအလွန်ကောင်းမြတ်သောအကျင့်ဂုံသောလို့အဓိပ္ပာယ်ရတယ်ဗောနော် ိတ်ခါခြင်းဝတ္တုကိုကောင်းစွာကျင့်တော်မူသောဂုံလို့အဓိပ္ပာယ်ရပါတယ်။ဒါကတော့တုပ်ပတိကံပန်တော်ဂုံပါ။နောက်တစ်ခုကဥဇုပ္ပတိပန်နာဂုံတော်ပေါ့နော်။ဥဇုပ္ပတိပန်နာဂုံတော်ကတော့လွန်စွာဖြောင့်မတ်သောအကျင့်ဂုံနဲ့တိတ်ခါခြင်းဝတ္တုကိုဖြောင့်မတ်စွာကျင့်တော်ဂုံ။ဒါတွေကတော့တန်ဃာတော်တွေရဲ့ ဂုံတော်တွေပေါ့နော်အဲ့တော့ကောင်းမြတ်သော တိခါချင်းဝတ်တို့ကိုကောင်းစွာကျင့်တော်မူတယ်တိခါချင်းဝတ်တို့ကို ဖြောင်းမတ်စွာကျင့်တော်မူတယ်ပညာယပဋိပန္နဂုံဆိုတာအလွန်အင့်မြတ်သောအကျင့်ဂုံလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်အကျိုးငါကျင့်တော်မူသောဂုံလို့လည်းအဓိပ္ပာယ်ရပါတယ်အဲ့တော့ညာယပဋိပန္နဂုံတော်ဆိုတာကနိဗ္ဗာန်အကျိုးငါကျင့်တော်မူသောဂုံတမိစိတ်ပဋိပန္နဂုံတော်ဆိုတာယောတိအတ္တအကျင့်ဂုံ ਨੇ အဲ့တော့ အယိုသေးပြုတ်ထိုင်အောင်တိတ်ခါရှိတယ်ယိုသေးလောက်တဲ့ဂုံတော်ပေါ့အဲ့တော့ကျမဒါလေးခုမြောက်တာမိစိတ်ပဋိပန္နဂုံတော်ကတော့လေးခုမြောက်ဂုံတော်ပါပြီးတော့အာဟုနေယဂုံတော်ပေါ့နော်အာဟုနေယဂုံတော်ဆိုတာ ဧည့်သည်ရည်မှုအလိုဝတ္ထုတို့ကို ခံယူထိုက်တော့ကုန်တဲ့အဲကျမတို့ကြားဖူးနေကြတော့အဝေးမှဆောင်၍တီလဝန္တတို့အားလူအပ်သောပစ္စည်းတို့ကိုခံယူတော်မူထိုက်တော့ကုန်တဲ့မြင့်မြင့်မြတ်မြတ်ထားတဲ့ပစ္စည်းတွေကိုဟိုလူအပ်တဲ့လူထိုက်တဲ့ပုံကိုယ်တွေအဲ့လိုဂုံနေရှိတဲ့ပုံကိုယ်တွေလို့အထိပ္ပယ်ရတာပေါ့နော်ဒါကတော့ငါးခုမြောက်ကုံတော့ဖြစ်ပါတယ်နောက်တစ်ခုကတော့ပါဟုနေရကုံတော့ပါဟုနေရကုံတော့ဆိုတာကလက်ဆောင်ယူညာအလှဝိတ္ထုများကို ခံယူထိုက်တော့ ုန်နဲ့ချစ်ခင်နှစ်သက်လိုအပ်သောဧည့်သည်တို့အဖို့စီရင်ထားသောမြတ်သောအလှူကိုခံယူထိုက်သောဂုံနဲ့အဲ့တော့မိမိကအာတခြားကိုယ့်ရဲ့ချစ်သူခင်သူကိုပေးဖို့အတွက်ထားထားတဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းလှူထိုက်တဲ့ဂုံတော်တွေနဲ့လှူလှူထိုက်တဲ့လှူအပ်တဲ့ပုံကိုယ်တွေအဲ့လိုဂုံတော်တွေနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေပေါ့နော်ဒါကတော့အာပါဟုနေရဂုံတော်ပါခုနှစ်ခုမြောက်ဂုံတော်ကတော့ဒက္ခိနေရဂုံတော်ပါရှင် တက္ခိနေယဂုံတော်ဆိုတာမြတ်တော်အလှကို ခံယူထိုက်တော်ဂုံနဲ့တက္ခိနေယဂုံတော်ကိုကျမတို့အဲ့လိုအတိပဲဖွင့်နေ။နောက်တက္ခိနောက်ထပ်တစ်မျိုးကတော့တမလွန်လောကကိုယုံကြည်၍ပေးအပ်တော်မြတ်တော်အလှကိုခံယူတော်မူထိုက်တော်ဂုံနဲ့ဒါကြတော့ကျမတို့ကတန်တရားအတွက်မျိုးစေ့ချတာပေါ့နော်ဒီဒါနကုသိုလ်ပြုခြင်းဖြင့်တန်တရားမှာလက်ပတ်မယ်ဆိုရင်အဲကောင်းမှုအထူးရှိတယ်ဆိုရဲကုသိုလ်မျိုးကိုရနိုင်တယ် အဲရာရည်ရွယ်ပြီးတော့ပြုတ်လုတဲ့နဲ့အဲပြုတ်လုနိုင်တဲ့ပုံကိုယ်တွေပြုတ်လုနိုင်တဲ့ဂုံရည်ချင်းရှိတဲ့ပုံကိုယ်တွေလို့အတိပ္ပယ်ရပါတယ်။နောက်တစ်ခုကတော့အင်ဇလီကရဏီယဂုံတော့ပါ။အင်ဇလီကရဏီယဆိုတာအင်ဇလီဆိုတာလက်အုပ်ချီမှုရှိခိုးတာကိုပြောတာဖြစ်ပါတယ်ရှင်။အဲတော့လက်အုပ်ချီမှုရှိခိုးထိုက်တော့ဂုံတော့ ਨੇ ပြည့်စုံ ਨੇ ။နောက်ကောင်းမှုကိုလို့ရှိသူတို့ကို ကောင်းမှုကိုလိုရှိသူတို့လက်အုပ်ချီ၍ရှိခိုးခြင်းသာထိုက်တော်မူသောဂုဏ်တော်တဲ့အဲ့လိုဂုဏ်တော်ရင်းနဲ့ပြည့်စုံပါတယ်တန်ခါရီကနောက်ထပ်ဂုဏ်တော်တစ်ခုကတော့အနုတ္တရံပုံညခိတဂုဏ်တော်တဲ့လေယာမြေကောင်းနဲ့ဒူသောဂုဏ်တဲ့ကောင်းမှုတည်ဟုသော မျိုးစေးတို့၏စိုက်ပျိုးရာ လေယာမြေကောင်းတဖွဲ့ဖြစ်သောဂုဏ်တော်နဲ့ပြည့်စုံတော်မူပါတယ်တဲ့ဒါတော့တရား ါကတော့တန်ခါကုံတော်၉ပါးရဲ့ပါဠိမြန်မာပြန်ဖြစ်ပါတယ်။ကျွန်မတန်ခါကုံတော်၉ပါးကိုပါဠိလိုနဲ့မြန်မာလိုလေးတစ်ခေါက်လောက်ပြန်ပြီးတော့အော်ပြောပြပေးပါမယ်ရှင်။တုပ်တိပံသောတိခါခြင်းဝတ္တုကိုကောင်းစွာကျင့်တော်မူသောဂုံဥဇုပတိပံသောတိခါခြင်းဝတ္တုကိုဖြောင့်မတ်စွာကျင့်တော်ဂုံညာယပတိပံသောနိဗ္ဗာန်၏အကျိုးငါကျင့်တော်မူသောဂုံ တာမင်းစိတ်ပဋိပန်နော်ယူတီပြုထိုက်အောင်တိတ်ခါရုရှိတော့ယူတီထိုက်တော့ဂုံအာဟုနေရောအဝေးမှဆောင်၍သီလဝန္တာပုဂ္ဂိုလ်တို့အားလူအပ်သောပစ္စည်းကို ခံယူတော်မူထိုက်သောဂုံပါဟုနေရောချစ်ခင်နှစ်လိုအပ်သောဧတေရုဖို့စီရင်ထားသောမြတ်သောအလှူကို ခံယူတော်မူထိုက်သောဂုံ ဒက္ခိနေယတမလွန်လောကကိုယုံကြည်၍ပေးအပ်သောမြတ်သောအလှူကို ခံယူတော်မူထိုက်သောဂုံအင်ဇလိကရဏီယောကောင်းမှုကိုလိုရှိသောသူတို့လက်အုပ်ချီ၍ရှ िख ိုးခြင်းကထိုက်တော်မူသောဂုံအနုတ္တရံပုံများခတံ ကောင်းမှုတည်းဟုသော မျိုးစေးတို့၏စိုက်ပျိုးရာလေယာမီကောင်းတဖွဲဖြစ်သောဂုံလိုအတိပဲရပါရဲ့ရှင်။တန်ခါဂုံတော့၉ပါးမှာအဲအကြောင်းဂုံက၄ပါးအကျိုးဂုံက၅ပါးဆိုပြီးရှိတာပေါ့နော်။အဲ့တော့အကြောင်းဂုံ၄ပါးဆိုတာခုနပြောတဲ့တုပ်တိပန္နာဂုံတော့ ဥစ္စုပဋိပန္နဂုံနော်ညာယပဋိပန္နဂုံနော်တာမိစိတ်ပဋိပန္နဂုံနော်အဲ့ဒီလေးခုကတော့အကြောင်းဂုံ၄ပါးဖြစ်ပါတယ်နောက်ထပ်အဝိယယူဆောင်လာတဲ့ပစ္စည်းတွေကိုပူဇော်ထိုက်တဲ့အာဟုနေယဂုံဧည့်သည်အလုံးကမြင့်မြတ်အမြင့်မြတ်တဲ့ပစ္စည်းတွေကိုဟိုလှူလှူထိုက်တဲ့ပါဟုနေယဂုံတမလွန်ရဲ့ကောင်းကျိုးချမ်းသာကိုရည်မှန်းပြီးတော့ကြီးမြတ်မြတ်သောအလှူကိုခံယူထိုက်တဲ့ဒက္ခိနေယဂုံလက်အုပ်ချီပြီးရှစ်ကိုထိုက်တဲ့အင်ဇလီကရဏီယ ကုန်တလောကလုံးရဲ့ကောင်းမှုတည်ဟူသောမျိုးစေ့ကိုစိုက်ပြူတဲ့လေယာမြေကောင်းတပွဲဖြစ်တဲ့အနုတရံပရိသဂုံတော်ဆိုပြီးတော့အဲ့ဒီဂုံတော်၅ပါးကတော့အကျိုးဂုံ၅ပါးဖြစ်ပါတယ်ရှင်ဒါကတော့အဲတန်ခဂုံတော်၉ပါးမှာခွဲခြားပြီးတော့နားလေရမယ်ဂုံတော်၉ပါးဖြစ်ပါတယ်ရှင် shape block လေးမှာပြောခဲ့တဲ့ဘုရားဂုံတော်၉ပါးရဲ့ ယနေ့နှစ်စန်းတရက်နေ့မှာပြောတဲ့တရားခုံတော်6ပါးနဲ့တန်ခါခုံတော်9ပါးရဲ့ပါဠိမြန်မာပြန်လေးဟာအခုဓမ္မတုဒ္ဒပိုင်ကြားဖြစ် blog ကိုနားထောင်နေတယ်ဓမ္မမိတ်ဆွေတွေအတွက်အာကောင်းတဲ့အထောက်အပံ့လေးအကျိုးကျေးဇူးလေးတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ရှင်မိမိအတွက်အမြဲတမ်းယူဆတင်တဲ့ဂုဏ်တော်တွေကိုလည်းဆွေဆွေမြဲမြဲယူဖတ်တဲ့ဆဲပူဇော်ဖို့ကျွန်မဒီနေ့ကနေပြီးတော့ထပ်မံတိုက်တွန်းပါတယ်ရှင် အခုလိုမျိုးတရားဓမ္မနဲ့ပတ်သက်တဲ့ဘုဟုတ္တလေးတွေကိုအဟိုအိမ်မှာအလုပ်ငန်းဆောင်တာတွေလုပ်ရင်းနဲ့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်လေကျမရဲ့ဓမ္မတုဒ္ဒဖိုင်းချဖြူ channel လေးကို subscribe လုပ်ပေးပါအောင်ရှင် အကျမရဲ့ယခုလိုဓမ္မတုတ္တရေဓမ္မဗဟုတုတ္တရေမျှဝေရတဲ့ကုသိုလ်ကောင်းမှုဆွဆွနဲ့နေ့စဉ်နေ့တိုင်းပြုလုပ်နေရတဲ့ဒါနတာဒါနသီလဘာဝနာ ကုသိုလ်ကောင်းမှုဆွဆွရောကြောင့်၎င်းတန်ត្រာဆမှပြုခဲ့တဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုဆွဆွရောကြောင့်၎င်းအင်္ဂဘာသူကဘာသာအလုံးအထူးသဖြင့်မြန်မာသူမြန်မာနိုင်ငံသူနိုင်ငံသားအလုံးတို့သည် ေးရန်ခတ်သိမ်းနိုင်ကြပါစေဒေါသခတ်သိမ်းနိုင်ကြပါစေစီးရဲခတ်သိမ်းနိုင်ကြပါစေအနည်းဟုသမျှကင်းပပြီးတော့ယခုနှစ်သက်မင်္ဂလာအခါသမျှမှစ၍ကောင်းချိုးလိုရာဆန္ဒတွေတလုံးတဝရပြည့်စုံပါစေကုသိုလ်တွေနဲ့လည်းပြည့်စုံပါစေသူတော်ကောင်းတရားနဲ့အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းဆုတောင်းပေးပါရရှင်အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်